မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November လ3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်မြို့သိမ်းတိုက်ပွဲသတင်းကတော့မြန်မာတရုတ်နယ်စပ်ချီပွေမြို့နယ်အတွင်းမှာရှိတဲ့ဖီမော်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA က November လ2ရက်နေ့မှာတိမ့်ပိုက်ရရှိသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November လ2ရက်နေ့ညနေ9:00ခွဲမှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်များဟာထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်ကပြောပါတယ် KIA ပူးပေါင်းတပ်ဖွဲ့ဟာဖီမော်မြို့ကိုသွားတဲ့လမ်းမှာရှိတဲ့နောက်ဆုံးလက်ကျန်နယ်ကြားဆောင်တပ်ဖွဲ့ BGF 3933တက်တရင်ဌာနချုပ်ကိုအော်တိုဘားလ31ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်နယ်စပ်မြို့ငယ်ဖြစ်တဲ့ဖီမော်မြို့ကိုမတိုက်ခိုက်ရဘဲနဲ့သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တခြားသတင်းရင်းမြစ်တဦးကလည်းဖီမော်မြို့ကိုသိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့နိုဝင်ဘာလ2ရက်နေ့ညပိုင်းမှာအတည်ပြုထားပါတယ်။ဒါ့အပြင်တတိယမြောက်စီရေးသတင်းရင်းမြစ်တဦးကလည်း တရုတ်နယ်စပ်ဖီမောင်မြို့ကိုနိုဝင်ဘာလ2ရက်ညနေ6နာရီမှာ KIA ပူးပေါင်းတပ်ဖွဲ့များကအလုံးစုံတိမ့်ပိုက်နိုင်ပြီဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဖီမောင်ဒေသမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့အလံကို KIA တပ်ဖွဲ့ဝင်များကဖြုတ်ချနေတဲ့ရုပ်သံမှတ်တမ်းကိုလည်းသတင်းရေးမြစ်ကပြသထားပါတယ်။ဖီမောင်မြို့ကိုတိမ့်ပိုက်နိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီလက်အောက်ခံဥစခုံတရိပ်ဥဆောင်နဲ့ကချင်အထူးဒေသတဲ့တစ်ခုလုံးကိုတိမ့်ပိုက်နိုင်တော့မဲ့အခြေအနေဖြစ်လာတယ်လို့ပြောဆိုထားပါတယ်။ကချင်အထူးဒေသတဲ့နယ်မြေမှာရှိတဲ့ကံပိုက်ဒီမျိုးနဲ့ ဒေတာတချို့သာ KIA ကတင်းရံကြံတော့တယ်လို့သိရပါတယ် KIA အနေနဲ့ကမ်ပိုက်ဒီမျိုးလုံခြုံရေးတပ်ဖြစ်တဲ့ BGF 1333တပ်ရင်းကိုလည်းအော်တိုဘားလ22ရက်နေ့ကတင်းပိုက်ပြီးဖြစ်တယ်လို့သိရပါတယ်ဒါအပြင် BGF 1332နဲ့ပန်ဝါမျိုးချီဝဲမျိုးဆော့လော်မျိုးတို့ကိုပြီးခဲ့တဲ့တလအတွင်းမှာတိုက်ခိုက်တင်းပိုက်ထားတယ်လို့သိရပါတယ်ဆော့လော်မျိုးနဲ့မြန်မာတရုတ်နယ်စပ် BP9 မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုလည်း November 2ရက်နေ့နေ့လယ်ပိုင်းမှာ KIA ကတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လကလည်းစရုံးဒေသမှာရှိတဲ့စစ်ကောင်စီရဲ့ တပ်စခန်း20ကျော်ကို KI ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့် KI အနေနဲ့နောက်ဆုံးကြံနေတဲ့ကံပိုက်ဒီမျိုးကိုသိမ်းပိုက်နိုင်မှာကကချင်အထုဒေသတဲ့နယ်မြေတစ်ခုလုံးလိုလိုကိုသိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့သိရပါဗျ။ကံပိုက်ဒီမျိုးကိုသိမ်းရန်အခက်ကြုံနေရခြင်းမှာတရုတ်အစိုးရကဖိအားပေးနေခြင်းကြောင့်ဖြစ်တယ်လို့စီးရဲသတင်းရင်းမြစ်တူကပြောပါတယ်။ KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံမူကြီးနော်ဘူးကလည်းတရားဝင်နေဆက်မျိုးဖြစ်တဲ့ကံပိုက်ဒီမှာလက်တလော့စီရေးထူးခြားမှုမရှိကြောင်းနိုဝင်ဘာလ၁ရက်နေ့မှာပြောကြားထားပါတယ်။တရားဝင်နေဆက်ဂိတ်လည်းဖြစ်ပါတယ်။ကျွန်တော်တို့ KIU အနေနဲ့လည်းအဲ့ဒီနေဆက်ဂိတ်ကိုထူးပြီးတော့မှဂရုစိုက်နေရပါတယ်။စီရေးအခြေအနေကခုတည်းကတော့ဘာမှထူးခြားမှုမရှိဘူးလို့ဘုံမူကြီးနော်ဘူးကကံပိုက်ဒီရဲ့အခြေအနေကိုပြောပြလာကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တရုတ်မြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့ခလိုက်ရ298တပ်ရင်းရဲ့တပ်စခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကနိုဝင်ဘာလ2ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အဲ့ဒီတပ်စခန်းဟာကချင်ပြည်နယ်စော့လုံမြို့နယ်အတွင်းမှာရှိပြီးတော့နယ်စပ်မှတ်တိုင် BP9 မှာတည်ရှိပြီးနိုဝင်ဘာလ2ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒီဟာကတော့ KIA ရဲ့တပ်မဟာ9 တရုတ်ပြည်နယ်စပ်9မိုင်ကစစ်တပ်စခန်းတစ်ခုကိုတိမ့်လိုက်နိုင်တယ်တဲ့။နိုဘမာလာ၂ရက်နေ့မနက်မှာပဲခလိုက်ရ298တပ်ကို KIA ကတိမ့်လိုက်တယ်လို့ CIA သတင်းရင်းမြစ်ကပြောပါရတယ်။အဲ့ဒီတပ်စခန်းကိုခလိုက်ရ298ဒုတက်ရဲမှုရှင်းတန့်အောင်ဦးစီးပြီးတော့နိုဘမာလာ၂ရက်နေ့မွန်လွဲတနအိုင်ကမှတိမ့်ပိုက်နိုင်ခဲ့တယ်လို့အခြား CIA သတင်းရင်းမြစ်တခုကလည်းအတည်ပြုထားပါရတယ်။ KIA ပူးပေါင်းတပ်ဖွဲ့ဟာ ခလိုက်ရ298ကဘိုကြီးကိုကိုအောင်ဦးစီးတဲ့ခြိပွေမျိုးနဲ့လက်ခွေစာတင်ကြောင်းစခန်းကုန်းကိုနိုဗမာလာတရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ပြောဆိုထားပါဗျ။ KIA ကအော်တိုဘလာ31ရက်နေ့ကလည်းခြိပွေမျိုးနဲ့ဖီမော်ဒေတာဂမ်ကွန်ရွာအခြေစားနေကြားဆောင်တက် BGF တစ်တုံညာတုံညာတက်ဌာနချုပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ရင်ဌာနချုပ်ဟာဌာနချုပ်ဟောင်းဖြစ်ပြီးတော့အဲ့ဒီစက္ကန်းကစစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များဟာနေဆက်မှာရှိတဲ့ထန်တုံကံဖမ်းဘက်တွေမှာစုပြီးတော့ခံစစ်ပြင်ဆင်နေကြတယ်လို့စီရေးသတင်းအေးမြစ်ကအသိပေးထားပါတယ်စစ်ကောင်စီလက်အောက်ခံတပ်များဟာစီရေးပြင်ဆင်နေတယ်ဆိုတဲ့နေရာဟာတစ်တုံညာတုံညာတက်တိုက်ရင်ဌာနချုပ်နဲ့ဆယ်မိုင်ကပ်ကွာဝေးတယ်လို့လည်းစီရေးသတင်းအေးမြစ်ကပြောပါတယ် KIA ကစက်တင်ဘာလကုန်ပိုင်းကစတင်ပြီးတော့စစ်ကောင်စီလက်အောက်ခံဥစခုံတရိုင်းဥဆောင်တဲ့ကချင်အထုဒေသတဲ့နေမြေကို ိုထိုးစစ်ဆင်ခဲ့ရာခြိဝေဆော့လောပန်ဝါမြို့များကိုတိမ့်ပိုက်ထားပြီးတော့စစ်ကောင်းစီဗျူဟာစက်ခန်းတက်စက်ခန်း BGF တိုင်ရင်ဌာနချုပ်၃ခုနဲ့တက်စက်ခန်းကြီးငယ်များစွာတို့ကိုတလာခက်အတွင်းမှာတိမ့်ပိုက်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမှာခြေလျင်တိုက်ရဲမှုတင်တန်းတက်ရောက်ရန်ခရီးထွက်လာတဲ့အမတ်ဆက်နဲ့တပ်မတော်စေးယုံကပါရဂူတမားတော်ဘုံမူးထိန်တောက်ကိုအရှင်ဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ31ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းတန်တောင်ကြီးကိုခြေလျင်တိုက်ရဲမှုတင်တန်းတက်ရောက်ရန်အတွက်ခရီးထွက်ခွာလာတဲ့တာဆာယဆက်နဲ့မြင်းဆောင်တရာဒဝေက ါရဂူတမားတော်ဘုံမူထိန်တောက်ဆိုသူကို၎င်းရဲ့မိသားစုဝင်များနဲ့အတူဘကိုးတိုင်းဒေသကြီးအတွင်လမ်းပိုင်းတနေရာမှာရန်ကုန်တိုင်းစစ်ဌာနတိုက်ရဲ9132ကလက်ရဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်သူကိုတော့လက်ရှိမှာစစ်တုံးပန်းမူဝါဒနဲ့အညီထိန်းသိမ်းထားရှိပြီးတော့စစ်ဆေးမှုတွေလုံဆောင်နေပါတယ်လို့ရန်ကုန်တိုင်းစစ်ဌာနကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် အဲ့ဒီဖမ်းဆီးရမိထားတဲ့ဗုံမူးကိုရန်ကုန်တိုင်းစစ်ဌာနကစစ်တုံ့ပန်းမူဝါဒနဲ့အညီထိန်းသိမ်းထားရှိပြီးမိသားစုဝင်များကိုလည်းလူအခွင့်ရေးအပြည့်အဝရရှိစေရန်ဆောက်ရွက်ထားရှိကြောင်းကိုရန်ကုန်တိုင်းစစ်ဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းနမ်မောင်မြို့နယ်အတွင်းလှည့်လည်ပြီးတော့ပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့စစ်ကား၃စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့ကားတစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၂ရက်နေ့မနက်၁၇:၃၀မိနစ်ခန့်က နတ်မောင်မျိုးနဲ့ဆိုင်ကောင်းဘက်ကနေပြီးတော့ရွာတော်ဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်ကောင်းစီရဲ့စစ်နက်ဘိန်းကား၃စီးကိုဥယျာဉ်ချေးရွာနဲ့ရွာသစ်ချေးရွာကြားအရောက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးတော့ကားတစ်စီးပျက်စီးကအခြားကားတစ်စီးနဲ့ဆွဲယူသွားရတယ်လို့သိရပါဗျ။အေအားက၈၀လောက်ရှိမယ်။ပေါ်တာဆွဲသကောင်စီရဲ့ကောက်နေတဲ့အဖွဲတွေပါထိခိုက်ဒေဆုံးမှုကတော့မသိရသေးဘူး။များတော့များမယ်။မိုင်းထိတဲ့ကားကမောင်းမရတော့ဘဲနဲ့ထိတဲ့စစ်ခွဲတွေကိုရှေ့ကစစ်နက်ဘိန်းကားပေါ်တင်ပြီးတော့မိုးကနဲ့အုပ်ပြီးဆက်မောင်းသွားတာ။ မိထီလာစစ်စင်းရုံကိုသွားမယ်လို့ထင်ပါတယ်မိုင်းဆွဲခံရပြီးတော့တလန်းလုံးကိုလည်းရန်တန်ပစ်ခတ်သွားတာရွာတစ်တော့တိုက်ထဲကအမျိုးသမီးတအုပ်ရဲ့ပေါင်ကိုကြီးစံထိမှန်ဒဏ်ရာရတယ်မိဘပြည်သူတွေအနေနဲ့စစ်ခွေးကားတွေနဲ့နီနီကကမလိုက်ဖို့ကိုတတိပေးကြပါတယ်လို့နမောင်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတာဝန်ခံကပြောကြားထားပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကား၃စီးကိုနမောင်မြို့နယ်အတွင်းမှာရှိတဲ့ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မကြီးလေးပင်ကျေးရွာအနီးနေထိုင်တဲ့ စစ်ပေးရှောင်ပြည်သူများကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာပြည်သူနှအူးနဲ့တော်လိုင်းရဲရဲဘော်နှအူးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ2ရက်နေ့မနက်ပိုင်းမှာမကြီးလေးပင်ကျေးရွာအနီးနေထိုင်တဲ့စစ်ပေးရှောင်ပြည်သူများကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူနှအူးနဲ့တော်လိုင်းရဲဘော်နှအူးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့အဲ့ဒီတဲကတအူးကတော့ဒဏ်ရာအခြေအနေပြင်းထန်တယ်လို့သိရပါတယ်။လက်ရှိကျွန်တော်တို့သိရတာကပြည်သူနှအူးနဲ့မကြီးလေးပင်ရွာကပကဖရဲဘော်နှအူးထိခိုက်ဒဏ်ရာရထားပါတယ်။တအူးက ကဒဏ်ရာပြင်းထန်တဲ့အခြေအနေကတော့ဆက်လက်ပြီးတော့စောင့်ကြည့်နေရအောင်ပါပဲလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်ဖလန်းမြို့ပေါ်မှာမြို့ရင်းတိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ကြောင့်မြို့ပေါ်နေပြည်သူများအားလုံးစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖလန်းမြို့ပေါ်မှာတိုက်ပွဲများဖြစ်ပွားနိုင်ခြင်းနဲ့ပတ်သက်ပြီးတော့ CNDF ကထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးတော့လေ။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းမှာပြစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဖလန်းမြို့ပေါ်နေပြည်သူများဘေးလွတ်ရာကိုရှောင်တိမ်းနေရတယ်လို့သိရပါတယ်။ဖလန်းမြို့ပေါ်မှာနေထိုင်တဲ့လူဦးရေတသောင်းဝန်းကျင်ရဲ့ 60ရာခိုင်နှုန်းကျော်ဟာမြို့ပေါ်ကနေထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့သိရပါတယ်။အော်တိုဘားလ25ရက်နေ့မှာဖလန်းမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ CNDF တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့လက်ရှိအချိန်အထိကိုမြို့ရင်းမှာနှစ်ဖက်တပ်များစီရင်တင်းမာလျက်ရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဖလန်းမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာဖလန်းမြို့တဲကိုတွာလာလိမ့်မရှိဘဲနဲ့၎င်းတို့တပ်ဆွဲထားတဲ့တပ်ကုန်းဝင်းကျင်မှသာနေထိုင်နေရကနေပြီးတော့အော်တိုဘားလ25ရက်နေ့မနက်ပိုင်းမှာဖလန်းမြို့အထက်ကတက်မှာနေရယူတပ်ဆွဲရန်စစ်ကြောင်းထွက်လာတဲ့အတွက်ကြောင့် CNDF နဲ့ ဲ့တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အော်တိုဘားလ26ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်မြို့ပေါ်နေအမျိုးသမီးတအုပ်နဲ့တောင်ရလုတ်ကင်နေတဲ့အမျိုးသမီးနှစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။အော်တိုဘားလ25ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖလန်းမြို့ပေါ်ကအမျိုးသမီးတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။ အော်တိုဘားလ28ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်လိုက်တဲ့ကြီးစံထိမှန်ပြီးတော့အသက်38နှစ်အရွယ် CDM ကျောင်းဆရာမတဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။ဖလန်းမြို့ပေါ်မှာပစ်ခတ်မှုစတင်ခဲ့တဲ့အော်တိုဘားလ25ရက်နေ့မှာဒေသခံပြည်သူထောက်ဝတ်ကြောဟာမြို့ပေါ်ကနေတိမ်းရှောင်ခဲ့ကြပြီးတော့မြို့ထဲမှာ CDM ဆရာမကြီးစံထိမှန်သေဆုံးပြီးတဲ့နောက် ကြံရှိနေတဲ့သူတွေအလုံးနီးပါးဟာတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများကဖလန်းမြို့နယ်မှာပြည်သူများကိုတပ်ဖြတ်လာခြင်းကြောင့်တပ်ပြန်တိုက်ခိုက်မှုများကိုလှုံ့ဆော်သွားမှာဖြစ်ပြီးတော့ဖလန်းမြို့နယ်ပြည်သူများအနေနဲ့စစ်ရေးအခြေအနေကိုသတိထားပြီးတော့နေထိုင်ကြရန် CNDF ကအော်တိုဘားလ9ရက်နေ့ကထုတ်ပြန်တိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ you <laughs>